တင်လာပါဒီနေ့ကျမတို့ဆွေးနွေးကြကြမှာကတော့ပါမောခထုတ်ဆရာတော်ရဲ့အာနာပါနတတိကမ္မထန်တရားတော်ကောင်းလို့ချက်ချေကအကြောင်းအရာလေးတွေပါဟုတ်ကဲ့ခင်ဗျာအဲဝင်းလီထွန်လီကို အခြေခံပြီးရလီစိတ်တည်ငြိမ်မှုနေဝိပဿနာဉာဏ်အစဉ်စဉ်ကိုဘလို့တက်လမ်းသွားလဲဆိုတာကို လေ့လာကြည့်ကြမှာပေါ့နော်မှန်ပါတယ်ဒီဆွေးနွေးမှုရဲ့အဓိကရွေးချက်ကတော့အဲ့ဒီတရားတော်မှာရှင်းပြထားတဲ့အာထုပ်ပုံအစဉ်စဉ်ပေါ့လေအထူးသဖြင့်ဟို စိတ်ရဲ့တဘာဝ ယုံနေနံဘလို့ဆက်ဆက်နေတယ်လေအကြောင်းတရားအကျိုးတရားတွေကိုဘလို့ကိုတိုင်းနားလည်သွားနိုင်မလဲဆိုတာလေးတွေကိုပေါ့နော်အဓိကထားတင်ပြဖို့ပါပဲကောင်းပါပြီဆိုတော့အစပိုင်းမှာတရားအားထုတ်တော့မယ်ဆိုရင်ဝင်လေထွက်လေကိုပဲအာယုံဆိုင်ရတယ်နော်စိတ်ကိုငြိမ်နေအောင်တနည်းအားထဲမှာပဲကတ်နေအောင်လုပ်ရတယ်လို့ဆိုပါတယ်ဟုတ်ပါတယ်အဲ့ဒီအစင်ကတမားတွေထူထော်တဲ့အပိုင်ပေါ့လေစိတ်ကတခြားဟိုဒီဒီမရောက်တော့ဘူးဝင်လေထွက်လေဆိုတဲ့အာယုံတစ်ခုထဲမှာပဲငြိမ်ပြောကတ်နေတာဖြစ်လိုက်ပြက်လိုက်နဲ့ အဲ့ဒီမှာပဲတည်နေတာပေါ့อืมဒါကနှဆိုင်နဲ့တည်ငင်းမှုစမ်းလို့ခေါ်တဲ့အခြေအနေမျိုးရဲ့အခြေခံဖြစ်သွားတာပေါ့အဲ့လိုစိတ်ကတည်ငင်းသွားပြီးဇန်းထီရောက်သွားပြီဆိုတော့အဲ့ဒီမှာပဲရက်လိုက်တာလာတာမှမဟုတ်ရှစ်ဆက်ပါလောအောင်မလဲကောင်းတယ်မေကုန်းပါပဲတမာရီရအယုံနဲ့မပြီးသေးဘူးလေဝိပဿနာကူဖို့ဆိုရင်အဲ့ဒီငြိမ်နေတဲ့အာယုံကြီးခွာရတယ်ဇန်းကလည်းထတ်တယ်ပေါ့ ပြီးတော့မှကိုယ်ခန္ဓာနဲ့စိတ်မှာအရှိအတိုင်းဖြစ်ပျက်နေတာတွေကို ပြန်ပြီးစူးစမ်းသုံးသပ်ရပါတယ်။အော်အဲ့လိုပြန်သုံးသပ်တဲ့အခါကျတော့ဘာတွေကိုတွားတွေ့ရလဲ။အဓိကသုံးခုကိုတွားတွေ့တယ်လို့တရားတော်မှာဆိုထားပါတယ်ခင်ဗျာ။တစ်ခုကခုနကအာယုံပြုတ်ခဲ့တဲ့ဝင်လေထွက်လေကိုယ်တိုင်ပေါ့။ဟုတ်ကဲ့။နောက်တစ်ခုကအဲ့ဒီဝင်လေထွက်လေတည်နေတဲ့ဒီခန္ဓာကိုယ်ကြီးကာယပါလေ။อืม။နော်နံပါတ်3ကအဲ့ဒီလေရဲ့ကာယရဲ့ကိုတည်နေတဲ့စိတ်ကလေးအဲ့ဒီ၃ခုကိုကွဲကွဲပြားပြားတည်လာတာဟာဟုတ်ကဲ့ ဆိုတော့အဲ့ဒီသုံးခုမှာ ဝင်လေထွက်လေနဲ့ခနာကိုဆိုတာကအတိညာမရှိဘူးသူကရုပ်တရားတွေပေါ့နော်မြန်ပါတယ်သူတို့ကအာယုံကိုမတိတတ်ဘူးလေတိနေတဲ့စိတ်ကလေးကကျတော့အာယုံကိုတိတတ်တဲ့နန်းတရားဒီလိုရုပ်နဲ့နန်းကို ခွဲတိတာကဘယ်လောက်အရေးကြီးတာလေအင်မတန်အရေးပါတဲ့ဉာဏ်အဆင့်တစ်ခုပါဒါကို နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ယောဂမတိတတ်ဘူးနန်းကတိတတ်တယ်ဆိုတဲ့တမာဝါကိုပိုင်းခြားလိုက်နိုင်တာကို ဟုတ်ကဲ့ဒီလိုတိလိုက်ချင်းအပြင်ငါဆိုတဲ့အဆွဲမှာဒိဋ္ဌိကိုဖယ်ရှားဖို့အခြေခံရသွားတာပေါ့တကယ်တော့ငါဆိုတာဒီလိုမတိတတ်တဲ့ယုတ်တင်နဲ့တိတတ်တဲ့နန်တွေပေါင်းစုနေတာပါလားဆိုတာကိုနားလည်သွားတာလေဒိဋ္ဌိဝိတုဒီလို ခေါ်တာပေါ့အော်ဒီယုတ်တင်နန်တွေကသူ့ဘာတော့သူဖြစ်နေတာလားဒါမှမဟုတ်ဖြစ်ဖို့အကြောင်းတွေရှိသေးလားဟိုတရားတော်ထဲမှာပန်းမဲ့ဖို့ဥပမာလေးပေးထားတာတွေ့တယ်အဲ့ဒါကဒီနေရာနဲ့ဆိုင်မလားဟုတ်ပါတယ်အဲ့ဒီဥပမာက အကြောင်းအကျိုးဆက်ဆက်မှုကိုရှင်းပြတာပါဖားဖို့ရှိရမယ်ဆွဲတဲ့လူရဲ့လုံလာရှိရမယ်အဲ့ဒီအကြောင်းတစ်ခုကြောင့်လေထွက်လာတယ်ဆိုတဲ့အကျိုးဖြစ်တာပေါ့အင်းအင်းအလားတူပဲဒီခန္ဓာကိုကာယဆိုတဲ့အကြောင်းရဲ့တိစိတ်နံဆိုတဲ့အကြောင်းရဲ့ရှိနေလို့ဝင်လေထွက်လေယုတ်ဆိုတဲ့အကျိုးတရားဖြစ်ပေါ်နေတာကိုနားလည်သွားတာအဲ့လိုအကြောင်းအကြောင်းအကျိုးဖြစ်မှန်းသိလိုက်တော့ဘာထူးသွားလဲအထိကကတော့တန်တရားတွေကင်းသွားတာပေါ့အရာရာဟာအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတာပါလားလို့ထင်ထင်ရှားရှားသိမြင်သွားတော့ပစ္စယပရိကဟဉ္ဇံအဲကင်ခဝိဒရဏဝိတုဒီဆိုတဲ့တန်တရားကင်းစင်ဖို့အဆင့်ကိုရောက်သွားပါတယ်ဟုတ်ကဲ့အကြောင်းယူသိပြီတန်တရားကင်းပြီဒါဆိုရှိစအားထုတ်သွားရင်ဘာတွေထပ်တည်လာဝန်လဲအဲ့ဒီနောက်မှာတော့အဲ့ဒီယုတ်တရားတွေနန်တရားတွေကိုယ်တိုင်ကိုကမြင်းမရှိဘူးအတိတ်အတိတ်ဖြစ်ပြီးချက်ချင်းပြက်လီတယ်ဆိုတာကိုတိုက်ရိုက်မြင်လာပါတယ်ဖြစ်လိုက်ကြလိုက်ဖြစ်နေအောင်လားဟုတ်ပါတယ် တရားတော်ထဲမှာစောင်းသံဥပမာပေးထားတယ်လေစောင်းကျိုးကိုခတ်လိုက်ရင်အတန်လေးခဏလေးပေါ်လာပြီးချက်ချင်းပြတ်သွားတာပဲဟုတ်ကဲ့အဲ့ဒါလိုပဲကိုယ်ခန္ဓာကိုယ်ထဲမှာတော့စိတ်ထဲမှာပါဖြစ်ပေါ်လာသည်။အရာအလုံးဟာဖြစ်ပြီးတာနဲ့ချက်ချင်းပြည့်စည်နေတယ်တစ်စက္ကန့်လေးတော့မမြဲဘူးအနိစ္စသဘောချီးပဲဆိုတာကိုထက်ခါထက်ခါမြင်လာတာဥဒိယပြေယံဘင်္ဂညံအင်းဒီလိုဖြစ်ပျက်ကို အဖန်ဖန်ဆင်ခြင်သုံးသက်ရင်လေတမထနာညာအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရဲ့ထုံးပွားကိုထိုးထွင်းသိတဲ့ဝိပဿနာဉာဏ်ဒီအစင်စင်တက်သွားတာပေါ့ဒီအချိန်မှာစိတ်ကလည်းခဏတိုင်းဖြစ်ပြက်နေတာကိုသိနေတော့သူရဲ့တင်ရင်မှုမှလည်းခဏလေးဒီမှာစူးစိုက်နေတဲ့ခဏိကတမာဒီဖြစ်လာပါတယ်အရာအလုံးကဖြစ်ပြီးချက်ချင်းပြက်နေတယ်မမြဲဘူးဒီလိုမြင်လာတော့စိတ်ခံစားမှုပိုင်းမှာတော့ဘာဒီပြောင်းရလာမလဲတရားတော်ရဆိုရင်တော့လေ အဲ့ဒီလို အဖြစ်အပျက်တီးကိုကျင်းဖန်များစွာမြင်တော့ဒီတန်ဇရာကြီးကကြောက်เสียကြီးပါလားဘယံညံအဖြစ်တီးချီးပဲအာရိနဝညံလူမြင်လာတယ်ဟုတ်ကဲ့ပြီးတော့ညင်းငွေလာတယ်မေပိတာညံဒီလိုဒုက္ခပေးနေတဲ့သင်္ကာရတရားတွေကနေလွတ်မြောက်ခြင်းတဲ့စိတ်မုခစီတုကမြတာညံသိပြင်းပြလာတာပေါ့လွတ်မြောက်ခြင်းစိတ်ထလာပြီရောအဲ့ဒီခေနေမှာတစင်းဒီဖြစ်ပျက်သင်္ခါရတရားတွေအပေါ်မှာ လီလူရှုနိုင်တဲ့အဆင့်တင်ခါရုပိခညာကိုရောက်ထွားရောင်းအဲ့ဒီနောက်မှာတော့ချုပ်ငင်းရနိဗ္ဗာန်ကိုအာရုံပြုတဲ့မက်ဆေပိုစိတ်တွေဖြစ်ပေါ်လာပြီးတော့ကိလေသာအာသဝတ်တွေကို အပြီးတိုင်ပယ်တတ်လိုက်တယ်လို့ဆိုပါရခင်ဗျာ။ဩဒါကအစအဆုံးခရီးစဉ်တစ်ခုလိုပဲနော်။ဒါဆိုရင်လေဒီလိုတရားအသိတွေကိုစပေ theory ပရိယတ်တိအရာတီးထားတာကလက်တွေ့ကျင့်ကြံတဲ့ပฏิပတ်တိအပိုင်းမှာဘလို့အထောက်အကူပြုလဲ အရန်ရေးကြည့်ပါတယ်တရားတော်ဆုံးမှာလဲဆရာတို့ကအလေးပေးထားပါတယ်ဒီလို theory ကိုနားလဲထားမှကိုရင်ကျင့်တဲ့အခါကိုတွေးကြုံကပဲအဆင်ရောက်နေပြီလဲလမ်းမလာလမ်းမလာဆိုတာခွဲခြားနိုင်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုဘာတာကိုတိုးတက်မှုကိုမှန်မှန်ကန်ကန်ကဲဖြတ်နိုင်မယ်ရှေ့ဆက်ဘူးလို့တွားရမလဲဆိုတာကိုလည်းသိနိုင်မယ်လမ်းညွန့်မြေမှုရှိလို့ပေါ့လေစာတိညာတိနှစ်ခုပေါင်းမှခီးပေါင်းမြောင်နိုင်မှာမှာဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံကြည့်လိုက်ရင်တော့ ဟိုဝင်းလေးထွက်လေဆိုတဲ့ရိုးရိုးလေးအာယုံနဲ့စပြီးတော့စိတ်ကိုတင်းငင်အောင်လုပ်တယ်။အဲ့ဒီနဲ့ရုပ်တရားနံတရားတွေရဲ့တဘာဝကိုတည်တယ်။အကြောင်းအကျိုးဆက်ဆက်ပုံကိုနားလဲတယ်။နောက်ဆုံးရာအလုံးရဲ့မမြဲတဲ့ဖြစ်မှုပြက်မှုကိုထိုးထွင်းသိမြင်တဲ့ဝိပဿနာဉာဏ်အဆင့်ဆင့်ကိုဘလို့ရောက်သွန်းနိုင်တယ်ဆိုတာတော်တော်လေးရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်ရှင့်။ဟုတ်ကဲ့။ဒီလိုကိုယ့်ရဲ့စိတ်ဖြစ်စဉ်နဲ့ကိုတွေးကြုံရတဲ့အရာတွေဖြစ်ဖြစ်ပြနေတဲ့သဘောကိုနားလည်ခြင်းအားထင်ပါလေ ကျွန်တော်တို့ရဲ့ဒီ nissen ဘွားမှာဂျုံရတဲ့အပြောင်းလဲတွေကိုပို့ပြီးလာသတိပြုမိလာနိုင်မလားဒီအသိဉာဏ်ကကိုယ့်ရဲ့လက်တွေ့ဘွားအမြင်ခံယူချက်တွေကိုတော့ဘလို့များလာပြီးတော့အကျိုးတရားမှုရှိစေနိုင်မလဲအဲ့ဒါလေးကတော့လေနားဆင်သူတွေအနေနဲ့ကိုယ်တိုင်ဆက်လက်ပြီးစဉ်းစားဆင်ခြင်ကြည့်ဖို့ချမ်းသာခဲ့ခြင်းတဲ့အချက်တစ်ချက်ပါပဲခင်ဗျာ